ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တင်းတို့ကို2024ခုနှစ်ကထွက်ရှိခဲ့တဲ့ထိတ်လန့်တဲ့ဘော်ဟော်ရာရရှင်တစ်ခုဖြစ်တဲ့ Human ဆိုတဲ့စကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အစီအစဉ်ရင်းမစတင်ခင်မှာရရှင်စကားကောင်းနေစဉ်းစားမပြတ်တိရှိလို့ရဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လေးပြုလုပ်ပေးဖို့တောင်းဆိုရင်အစီအစဉ်ဖြစ်ဖြစ်ဆိုရင်အခုပဲဆက်လိုက်ကြရအောင်ပါဇလန်းစားမှာတော့အနာဂတ်ကာလတခုပြသနေပြီ ကဘာချင်းဟာလူရဲ့အဆမတန်ထွတ်တက်နေတဲ့လိုတဘာရင်းမြစ်တွေကလည်းကုန်ခန်းလာနေကြပြီဖြစ်ပါတယ်။ကေယားစနစ်ဟာလူရဲ့အလွန်များပြားမှုကြောင့်ပြက်စင်းလို့ဆက်စိမ်အချိန်နဲ့ဆိုင်းရနေတဲ့လိုကပေးဖြစ်ပေါ်နေစမှာပဲ။ရွှေရံကလည်းအေးပေါ်အစီအွေတစ်ခုကျင်းပနေခဲ့ပါတယ်။ကဘာနိုင်ငံအသေးသေးကခေါင်းဆောင်တွေကလည်းကဘာမျိုးကေတင်မို့အတွက်အစီအွေကိုတင်ရလာကြပြီးအဲဒီနောက်မှာတော့နီလမျိုးစံနဲ့လူရဲ့ရွှေထားဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ရွှေရံကအထွေထွေအတွင်းမှုကြောင့်ကလည်းနိုင်ငံတကာနဲ့ဆက်တွေကိုချက်ချင်းပိတ်ဆို့ရမှာဖြစ်ကြောင်းနဲ့ နိုင်ငံသားဟာသူ့ရဲ့လူကြီးရဲ့20%ခန့်ကိုတနေ့တွေရှော့ချရမယ်လို့ကြေညာလာခဲ့ပါတယ်။ United States မှာလည်း DOCL လို့ခေါ်တဲ့အထူးတပ်ဖွဲ့တစ်ခုကလူကြီးရှော့ချဖို့စီမံချက်တွေစတင်လို့ဆောင်နေပြီ။အစွမ်းစီရင် program တခုစတင်လိုက်ပါတယ်။အဲဒီစီစဉ်မှာတော့အဆက်လက်အသက်ရှင်လို့စိတ်ရှိသူတွေရမိမိတို့ဆန္ဒလားအငင်းကျစာတင်ဆုံးပေးဖို့ပူးပေါင်းလို့ရပြီ။တည်ဆောင်းသူမိသားစုဝင်တွေကလည်းအခုလောများအတွက်စတိမှုကြောင့်ဒေါ်လာ2သိန်းခွဲနှင်းနာကျင်းရမှာဖြစ်ပါတယ်။တစ်ဖက်မှာတော့အငင်းစားတည်င်းစားစရာကြီးတူဖြစ်သူ Charles Roe ။အင်တာဗျူးခံနေရသူတားဖြစ်သူဂျာရက်ကိုတပြားကြည့်ရှုနေပြီ။ဒါရိုက်ကမနုသားပြေတာပညာရှင်တို့ဖြစ်တဲ့လုံအစိုးရဒီပရိုဂရမ်အတွက်သူရဲ့အကူအညီတွေကိုလည်းလူတို့ကိုပြောပြနေတာဖြစ်ပါတယ်။ဒါပေမဲ့ခြားကတော့ဒီတင်းစမကုန်မနစ်တက်တာကြောင့်တပြိုပိတ်လိုက်ပြီးအောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။မိဖို့ကြောင့်နေမှာတော့ဇနီးဖြစ်သူဒေါန်ကချက်ပြုတ်ပြင်ဆင်နေပြီးခြားကမြေတိုက်ခံနေမှာတင်းဆက်ထားတယ်။အရက်တွေအားလုံးလက်စေးကန်တွေတွန်းချနေခဲ့ပါတယ်။သူတို့ကတာသမီလေးရနဲ့အတူစားဖို့မိသားစုညစာလေးပြင်ဆင်နေတာဖြစ်ပြီး နိုင်နေငယ်ကြောင့်ပါပဲဂျာရက်လည်းအိမ်ပြန်ရလာပါတယ်။အဲ့ရတဲ့အားလုံးကုံသားကိုတွေ့လိုက်ရတာကြောင့်ဒါကအဖေဖြစ်သူဘက်ထားရနေမယ်လို့ခမမိလိုက်ပြီးမကြားခင်မှာပဲမွေးစားညီကိုနော်ရာရောက်လာပါတယ်။နော်ရာကတော့မွေးရည်စင်ဆွလန်မှုပြဿနာတွေရှိနေပြီးဂျာရက်ကတော့သူ့ကိုသဘောမကျခဲ့ပါဘူး။အခြားသောအဲ့တဲ့ရီဖြစ်ကြတဲ့တမီးနဲ့ရီစ်တဲကလည်းတူမရဲ့စိတ်ကြောတဲ့တမီးဖြစ်သူမီယာနဲ့အတူမိသားစုညချာစာပဲကိုရလာပါတယ်။ချားလိုက်အားလုံးကိုနှိမ့်ထဆောင်လို့ဆန်နေပြီ။မီယာပါရလာတင်လိုက်ရချင်မှာတော့သူလည်းအံ့ဩသွားခဲ့ပါတယ်။ သူဟာညစာစာပေါ်ရလူကြီးရဲ့တက်တာဖြစ်ကြောင်းဒေသပြပြထားခဲ့ပြီမေရီချယ်ကတော့စကားနှောင်းဖောင်ဆိုသူ့ရဲ့တမီးကိုလက်မခံရင်သူမပါပြန်တော့မယ်လို့ချင်းချောင်းလာတာကြောင့်ချားလဲမင်းကလေးကိုပါဆက်လက်နေထိုင်ခွင့်ပေးလိုက်ရပါတယ်နွာကတော့ဆန်ရီချင်းနာရောက်လာပြီမေအိမ်ထဲမှာရဲဖြစ်နေတာကြောင့်သူ့ရဲ့ girlfriend ဖြစ်သူ Grey ကိုဆက်တယ်နေပြီသူမကလည်းအားပေးနေသိခဲ့ပါတယ်ဒါပေမဲ့နွာကတော့စိုးရိမ်နေစေဖြစ်တာကြောင့် Grey ကလည်းအချိန်တွေကိုနားလည်ကြောင်းနဲ့တကယ်လို့အဆင်မပြေအိမ်ပြန်လာခဲ့ဖို့ပြောလိုက်ပါတယ်ဒါနဲ့ပဲနွာလည်းပြန်လှည့်ဖို့လုပ်နေရော မြမဖြစ်သူအေရှလီကသူ့အမြင်သားပြီးကားပေါ်ခွတ်တယ်။တကယ်လို့သူမရောက်လာခင်မိသားစုညစာစာပွဲတစ်ခုလုံးပြည့်စည်သွားလိမ့်မယ်လို့နိုရာကဖျက်ဖျက်လိုက်ပါတယ်။ဒီလိုနဲ့ညနေရောက်ချိန်မှာတော့မိသားစုဝင်တွေအားလုံးလည်းညစာစာဝိုင်းကိုရောက်နေကြပြီးဂျွန်ကလည်းအလွန်ကောင်းတဲ့စားတောက်ပွဲရည်နဲ့အခက်လာခဲ့ပါတယ်။ချားလည်းသူတို့ကိုစားတောက်လို့ရပြီဖြစ်ကြောင်းပြောရင်မာရမကြီးအားလုံးဆွဆွညီတက်ရောက်တဲ့အတွက်ကျေးဇူးတင်ကြောင်းလည်းပြောလာခဲ့ပါတယ်။အရင်ကလာရီတုန်းကသူ့ရဲ့အလုပ်ကိစ္စကြောင့်တာသမီကိုအချိန်မပေးမိအောင်ကိုလည်းတောင်းပန်ကြောင်းပြောလာပြီး ရေချာကလည်းသူတို့ကိုဘာကြောင့်ခေါ်လိုက်တာလဲလို့ရုတ်တရက်စကားဖြတ်မိလာပါတယ်။ချာလည်းဇနီးဖြစ်သူလည်းကိုစုံခိုင်း၊သူတို့ဟာအစိုးရပရိုဂရမ်မှာစာရင်းသွင်းမှုဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းပြောလာပါတယ်။ဒီစကားကြောင့်ရေချာလည်းဒီမကိုကြိုတင်အသိမပေးတဲ့အတွင်းဒီကြောင်းနေတိုင်းပြမယ်ဆိုတာသိခဲ့ရင်မင်းအောင်ခေါ်မလာဘူးလို့ပြောလိုက်ပါတယ်။သားလေဒီညစာစာပေါ်ရလူကြီးရဲ့အတွက်စာတုတ်တင်အသိပေးထားပြီဖြစ်ကြောင်းပြန်လဲချေပါရင်နေမိယာကိုလည်းစပန်ဝမ်ကထွက်သွားဖို့အေဂျင်စာတောက်ဆွန်လိုက်ပါရင်မိယာပေါ်လဲထွက်သွားခြင်းမှာတော့သားလေသူ့ရဲ့ဆုံးဖြတ်ချက်ကိုဆက်ပြောပြနေပြီ အစိုးရအနေဆုံးတရင်တယောက်ဆင်းရဲပေးရမယ်လို့ထုတ်ပြန်ထားတယ်လို့တကယ်လို့သူ့ရဲ့သားသမီးရဲ့အဲ့ဒီမှာပါတော့ခင်သူ့အနေနဲ့လက်ခံနိုင်မှာမဟုတ်ကြောင်းနဲ့အဲ့ဒီလည်းသူနဲ့ဒေါင်းလို့အမိသားစုကောက်ွယ်ပေးရတဲ့အနေနဲ့စင်းသွင်းရတာဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။ဒါပေမဲ့အစိုးရ program မှာအနီးကပ်ပါဝင်လောက်ကိုင်းနေတဲ့ဇာရဲကတော့ဒီစိတ်ကနေရသူတို့မိသားစုလိုချမ်းသာပြီးအောက်ဆန်အနာရှိတဲ့သူတွေအတွက်အစုံဝင်ကြောင်းပြောပြလာခဲ့ပါတယ်။ဒါပေမဲ့ချောင်းကတော့ဒီပုံစံမျိုးနဲ့အခွင့်အရေးမလိုခြင်းကြောင်းပြောလာပြီးတဖြည်းဖြည်းနဲ့သူတို့စကားဝိုင်းကလည်းတင်းမာလာကြပါတယ်။ ဒါလည်းအားလုံးကိုစိတ်လျှော့ဖို့ပြောရင်အစားအသောက်တွေကစားအရင်စားဖို့ဖြတ်ဖြတ်လာပြီ။အဲ့ဒီနောက်မှာတော့သူတို့လည်းအေကန်နဲ့ရောက်သွားကြပါတယ်။နော်ကတော့အဖေဖြစ်သူစိတ်ပြောင်းစေဖို့အတွက်အစိုးရပရိုဂရမ်အချိန်အတော်ကြာခဲကတမတ်ထားတဲ့20ရာခိုင်နှုန်းကပြည့်သားပြီဖြစ်ကြောင်းနဲ့အခုကမှလည်းပြည့်မှတ်ထားတဲ့လူဒန်းစားရီကသာဆက်လက်အစင်းသင်းထားတာဖြစ်ကြောင်းပြောပြလာပါတယ်။ဆားလဲနော်ရဲ့စကားကြောင့်လက်ခံသွားပုံရပြီမယ်။အေဂန်နေရှိနေတဲ့ဂျာရဲကတော့ဒါရီယာကောလာဟာလာဒေတာဖြစ်ကြောင်းပြောရင်အစိုးရရဲ့လောရည်တီကိုကောက်ွယ်ပေးနေပြီးနော်ရဲ့ဆေးဆက်နေတဲ့ပြဿနာတွေကိုလည်းလှောင်ပြောင်းလိုက်ပါတယ်။ အနာမထိုင်နေတဲ့ Ashley ကလည်း Nora ဘက်ကဝင်ရောက်ပြောဆိုလာပြီး Nora ရဲ့ girlfriend အကြောင်းမှမတော်တဆပြောဆိုမိသားပါတယ်။အားလုံးလည်းဒီသတင်းကြောင့်အံ့ဩကြပြီး Charlie ကလည်းဝမ်းသာသွားရင် girlfriend ရဲ့ဓာတ်ပုံကိုပြဖို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာ Charlie ဇနီးဖြစ်သူကိုကုညီလောက်ကင်ပေးဖို့မိဖို့ကြောင့်လည်းဝင်သွားပြီးမိခဏကြာမှတော့ဆိုင်းရတဲ့နဲ့ပြန်ထလာပြီးတကယ်ရောတော့ဆင်းသွင်းတဲ့ကိစ္စနဲ့ပတ်သက်လို့အခြားစိတ်ကိုတကွရှိနေတာကြောင့်အင်အားထပ်တာခဲ့ရပြီဖြစ်ပါတယ်။အဲဒီအချိန်မှာပဲတကားခါလောက်နေတဲ့ကြားလိုက်ရပြီးမိရခန့်လည်းတကားဖွင့်ပေးလိုက်ပါတယ်။ တကောင်းမှာတော့ဒီလိုဆေးရကအရာရှိတွေရောက်နေကြပြီတကယ်ရောညနေမှလာရောက်ရမှာဖြစ်ပေမယ့်အချိန်ချင်းအပြောင်းလဲဖြစ်သွားတာကြောင့်အနေနဲ့ဆွဲရလာခဲ့ရဖြစ်သောအရာရှိတုံးဘောအရှင်းပြလာခဲ့ပါတယ်ချာလေတို့အိမ်ထဲဝင်ခွင့်ပေးတောင်းအိမ်ကထွက်သွားတာကြောင့်အစီအစဉ်ခက်တာလဆိုင်ရက်ပေးဖို့ပြောလာပြီဘောကလည်းသဘောတူလာရင်ချားနဲ့တီးတန့်စကားပြောမယ်လို့ဆိုလာပါတယ်အဲ့နောက်မှာဘောကနောက်ထပ်ကြောင်ဆိုင်အချုပ်ကိုလက်မှတ်ထိုးခိုင်းလိုက်ပြီချားလည်းဆိုင်အချုပ်ကိုဖက်ကျင်ဒေါသထွက်သွားပါတယ်ဒါပေမဲ့ဘောကတော့တကယ်လို့ချားအနေနဲ့ငင်းဆန်ခင်မယ်ဆိုရင်သူ့ရဲ့ကုန်တိတ်ခါ စီးစိန်နဲ့ငွေကြေးတွေအလုံးဆုံးရှုံးသွားရလိမ့်မယ်လို့သတိပေးလိုက်ပါတယ်။ခဏကြာမှာတော့တောင်းလုံနေတဲ့ချားလေဒီလုပ်ငန်းစဉ်ကိုဆက်လုပ်တော့မယ့်အကြောင်းတာသမီတွေကိုပြောပြလာပြီးစာတန်းထဲမှာဘာကြီးပါလဲဆိုတော့မပြောပြခဲ့ပါဘူး။အဲဒီနောက်မှာတော့ချားလေအိပ်ရပေါ်လှန့်နေပြီ။ပြီးနောက်မှာတော့တာသမီတွေကစင်ကောင်းစာကြည့်ရှုနေကြသလိုအကြခင်မှာပဲသူဟာဆေးပေတပြက်ခံရတော့မှဖြစ်ပါတယ်။ဒီလိုစင်ကဝန်ထမ်းတွေလည်းရုံလောင်းကိုတည်ယူသွားကြပြီ။ဘောကလည်းရောမန္တမထဲကနောက်ထပ်ပါဝင်သူတယောက်လွမ်းနေသေးကြတယ်။ စင်းအရာရုံလောင်းတစ်ခုတင်ရွာမှာဖြစ်တယ်လို့ပြောလာပါတယ်ဒေါတာထက်လာတဲ့နူရာကလည်းဘော့ကိုအင်မထက်တာကိုပြောလိုက်ပြီမင်းတီယိုစင်းကနောက်ထပ်ဝင်နေနေကပါတင်းနဲ့တင်းနဲ့အင်းနဲ့ဝင်လာကြပါတယ်ဘော့လည်းဒိုင်းရင်းနေရာကိုအစားထိုးဖို့တင်းအချိန်တနာရကြာပြောလာပြီဇာရက်ကလည်းအစွမ်းအထနာတွေကသူ့ရဲ့အဆက်အသွယ်တွေကိုဖုံးကော်ဖို့ကြိုးစားပြီမင်းပေါ်နေသူလူတွေကအင်ကိုဆက်တဲ့အလိုက်နဲ့ဖြတ်တောက်ထားကြသိလိုက်ရပါတယ်။တီယိုစင်းဟာသူရဲ့ခွေးကြီးကအချမ်းလက်တီအားလုံးကိုတည်ထားကြောင်းနဲ့မိယာကတော့ဒီစင်းနဲ့ကလူငင်းခွင့်ရသူဖြစ်ကြောင်းသူတို့ရဲ့စကန်းချရာကားရဲ့သို့ခေါ်သားကြပါတယ်။ လူကြီးတွေကလည်းဘယ်သူစတိမလဲဆိုတာတမက်အချိန်အတွင်းဆုံးဖြတ်ကြဖို့နေမဟုတ်ရင်တော့သူကရမင်းရွေးချယ်ရလိမ့်မယ်လို့ဆိုလာပါတယ်မောင်နှမကြီးလည်းအကန်းထဲမှာစွေးနေကြပြီးရုတ်တရက်ဂျာရကနော်ရအနေနဲ့သူ့ကိုယ်သူစတိလိုက်တင်ကြပြောလာပါတယ်သူ့ရဲ့ဆိုရနော်ရအောင်မွေးကြသားဖြစ်ပေမယ့်မိသားစုအခွင့်အရေးကိုတန်းတူခန်းဆောင်ခွင့်ရတာတော့အရက်တေဆာနဲ့မွေးရစေဝါးရီမှာရင်မွေးရင်မိန်းကလေးတူကိုပါမတော်တဆတက်ဖြက်ခဲ့ရကြောင်းမိသားစုကိုတိတ်ခကြားစီခဲ့ရလို့ဝေဖန်လာပါတယ်နော်ရလည်းဒီစကားကြောင့်စိတ်တိတ်ခိုက်သွားပြီး နော်အားလည်းဒီစကားကြောင့်စိတ်ထိခိုက်သွားပြီးအဲဒီကိစ္စအတွက်အားလုံးကိုတောင်းပန်ကြောင်းနဲ့လက်ရှိမှာတော့သူလည်းမသိချင်းသေးဘူးလို့ပြောခဲ့ပါတယ်ခဏကြာမှတော့ပေါ့လေသူတို့အိမ်ထဲဝင်လာပြန်ပြီမာနမကြီးကလည်းသူတို့ကြောင့်မအဖြစ်မပေါ်သေးရကြောင်းပေါ့အနေနဲ့သူတို့ကိုမျက်မှတ်တတဆုံးဖြတ်ပေးမလားလို့မေးလိုက်ပါတယ်ပေါ့ကလည်းမဲနိုင်ပေးမယ်လို့ပြောလာပြီးအဲဒီချိန်မှာပဲပရီဂျက်ကလည်းမဲနိုင်မြတ်စာသူတို့အနေနဲ့ရုံလောင်းတစ်ခုခုပေးပို့လိုက်ရင်ရောအဆင်ပြေမလားလို့မေးလာပါတယ်ပေါ့ကလည်းအဲ့ဒါစာရေးစာတိုင်းဆိုင်ရာအခက်အခဲတွေဖြစ်စင်နိုင်ပေမယ့်ရုံလောင်းမရှိတာတက်တော့တော်ပါသေးတယ်လို့ဆိုပါတယ် ဒီလိုနဲ့အရာရှိတွေပြန်ထက်သွားကြပြီးနောက်မှာတော့ Rachel ကလည်းဒီမအနေနဲ့တင်ဆောင်မှုအဆင်သင့်မဖြစ်သေးကြောင်းပြောလာပြီးအနာကဒါတချောင်းလိုင်းယူရင် Nora ကိုပြင်ဝင်တိုက်ခိုက်ပါတော့တယ်။ Nora လည်းသူ့ကိုယ်သူကောက်ွယ်ရဲ့အနေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ရပြီးအကန့်နဲ့သူရဲ့အလုံးလည်းဒီမရဲ့ရုပ်တရက်အပြုမှုကြောင့်အာအထင်သွားကြပါတယ်။အဲ့နောက်မှာ Rachel လည်းအခြားသောမန္တမကြီးကိုစီးရင်လာပြန်ပြီး Nora ကိုတတ်လိုက်တာနဲ့သူတို့အနေနဲ့အဖေ့စရာပတ်စံတွေကိုလည်းပုံပေါ်ရရှိကြမှာဖြစ်တယ်လို့ ပတ်စံနေကြအက်ရှလီနဲ့သူမရဲ့မင်းသမီးဖြစ်ခြင်းနဲ့အိမ်မက်ပြစ်သွားစေရမယ်လို့ပြောပါတယ်။နှွားလည်းအက်ရှလီယာသူ့ရဲ့ခင်မင်ဆောင်မနမဖြစ်တာကြောင့်သူမကိုယုံကြည်ခဲ့ပြီးမြဲသူမကလည်းခဏလောက်စဉ်းစားပြီးတင်မှာတော့အစားဝန်မနှစ်ဦးနဲ့ပူးပေါင်းသွားပါတော့တယ်။ဂျာရက်လည်းအချုံတစ်ခုယူလာသလိုအက်ရှလီစီကိုလည်းညိုကားစပရေးတစ်ပုဒ်ပြစ်ပေးလိုက်ပြီးသူတို့လည်းနှွားကိုဝိုင်းဝန်းတိုက်ခတ်ကြပါတော့တယ်။နှွားလည်းသူတို့ကိုပြန်လည်တိုက်ခတ်ရင်အနာအခန်းတစ်ခန်းစီဝင်ရောက်ပုန်းခုပ်ဖို့ပြစ်တောက်လိုက်ပြီးနှွားအခန်းထဲမြောက်ခင်မှာရေချေပြစ်လိုက်တဲ့ဓာတ်ကလည်းသူ့ကိုလာရောက်ထိမှန်သွားပါတော့တယ်။ ဒီလိုစီရင်စကန်းချရာဘန်ကိုင်းမှာတော့တောင်းဟာသူမကိုရင်လာရအဖမ်းခံသွားကြောင်းနဲ့ဘော့စီတရင်ရလာပြီးဘော့လည်းအအောင်စားပဲသူမကိုယွန်းထုတ်စီခေါ်သွားကြပါနဲ့ဒီတရင်ကိုသူမရဲ့မိသားစုဝင်တွေစီအကြောင်းမကြားသေးဘူးအညာချလိုက်ပါတယ်အိမ်ထဲမှာတော့နွားကအဖေပြည့်သူအခန်းထဲမှာပုန်းခွန်နေရတယ်လို့နောက်ကျောင်းမှာတော့ရေချေဒါကစိုက်ဝင်နေပြီသူလည်းဂရေးကိုစားပုံရင်ဖုန်းလိုက်ပြီးအိမ်ပြင်ပတ်စီဖုန်းကိုလွှတ်ပစ်လိုက်ပါတယ်အဲ့နောက်မှာထိုင်ကတလုံးကိုရချုံရင်တိသားကြောင့်တချောင်းကိုလမ်းထဲဖြစ်ယူထားလိုက်ပါတယ်မြို့ပေါ်ကျောင်းထဲဝင်အပရိုနဲ့မှာစတီးပြားကြီးထည့်ထားလိုက်ပြီး ။မစားခင်မှာပဲ Ashley ဟာမိဖို့ခံတကားနောက်မှာပေါင်းနေရတွေ့လိုက်ရပါတယ်။ Ashley လည်းသူမရေချဲစကားကိုနားယံမိခဲ့ကြောင်းနော်အကိုချက်ချင်းမတောင်းမလာပြီးသူကလည်းစနေဘောထက်လာဖြစ်ကြောင်းနဲ့လက်စားချက်ဘောအစီအစဉ်မရှိကြောင်းပြောလာခဲ့ပါတယ်။အဲ့ဒီပြင်နော်ကတော့သူတို့ကသူတို့အဖေဖြစ်စေချင်ခဲ့တယ်လို့အတူတကအဖေရှာနိုင်လိမ့်မယ်လို့ညွန်ကြီးကပြောလာခဲ့ပြီးအခန်းထဲကထွက်လာခဲ့ပါတယ်။ဒါပေမဲ့အပြင်ဘက်ကစောင့်နေတဲ့ဂျာရန်နဲ့ရီထယ်ကအလင်းဝင်တိုက်ခတ်ကြပြီးသူရဲ့လက်တွေကိုလည်းနေရမှာတန်းနဲ့ရိုက်ထားလိုက်ကြပါတယ်။ ူလဲ Ashley ကိုအကူတောင်းပြီးမဲ့သူမကထွက်ပြေးသွားခဲ့ပြီးနွားလေးကိုမသာကိုလွတ်မြောက်ကြိုဆိုင်ကြားရဲကွန်ဝင်ရောက်တက်ခဲ့ပါတော့တယ် Rachel နဲ့ Ben ကိုခရင်နဲ့ထိဆိုင်လိုက်ပြီးနွားလေးသူတို့နှစ်ယောက်အဆုံးသတ်ခံနေမှာပဲ Ashley ကပါသူ့အမတ်တမဲဝင်ရောက်တက်ခဲ့ပါတော့တယ်အခြားသောမောင်နှမတွေလည်းတတိမိသွားတဲ့နွားကိုကျွတ်တုတ်ဖမ်းဆီးလိုက်ကြရင်တပြက်ပေါ်လုံးနေကြပြီးအပြင်ဘက်မှာတော့နွားရဲ့အကြမ်းဆဆောင်ကိုရသွားပြီး Grey လက်နက်ကင်ဒီယိုစင်းဝန်ထမ်းကြီးကိုရိုက်ကူးမှတ်တမ်းတင်နေခဲ့ပါတယ်သူတို့မောင်နှမလည်းစဉ္ညာတန်တွေကြောင့်အိမ်ပြန်ထွက်ကြည့်နေကြပြီး တော့လည်း grade ကိုဖြန့်ပြဖို့စူးစမ်းပြီးမယ်အချိန်ကပုံဆုံးလာပါတယ်။မောင်နှမကြီးကလည်း grade ကိုထပ်ပြဖို့နဲ့သူတို့ကိုကန်တင်ပေးဖို့အတွက် အကူအညီတောင်းဖို့ပြောလာပြီး grade ကလည်းသူတို့ရဲ့စကားတိုင်းလက်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုစီးရင်ဝန်ထမ်းတွေကသူမကိုပြစ်ခတ်သွားခဲ့ပြီးတော့လည်းသူတို့မောင်နှမကြီးကိုအိမ်ထဲဝင်ကြဖို့နဲ့15မိနစ်အတွင်းသူ့စီရောင်းလောင်းယူလာဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့မောင်နှမကြီးအိမ်ထဲပြန်ရောက်လာချိန်မှာတော့လူအကိုပဲနေရာမှာမှရှာမတွေ့တော့ပါဘူး။တုတ်ထားတဲ့ကျိုးတွေကိုလည်းစမ်းပြမှာပုံရက်သားတွေ့လိုက်ရပြီးသူတို့မသိခဲ့တာကတော့သူဟာ grade ရဲ့အတန်ကိုကြားခဲ့ရတဲ့လို့ သူမတည်ဆောင်းသားကိုလည်းတည်သားခဲ့ရဆိုတာပါပဲဒေါသနဲ့ဂလဆားချီလိုရဲ့နွာကလည်းအင်္ဂိုလီစင်ပြီးဖြစ်ထားလိုက်ပြီးထိလန့်သွားကြတဲ့မန္တမကြီးလည်းအနီးနားကဇွန်ခင်းနစ်ကိုလက်နက်ကင်အဖြစ်ယူဆောင်ထားလိုက်ကြပါတယ်ခဏကြာမှတော့နွာလည်းအမောင်လေးကရုတ်တရက်ထွက်လာပြီး Ashley ရဲ့ဝမ်းပိုက်ကိုဒါနဲ့အချပါများစွာထိုးတင်တတ်ခဲ့ပါတော့တယ်ဇန်နဲ့မန္တမကြီးကိုလည်းတရားပီးတရားရက်ဆက်စာစတင်တိုက်ခတ်လာပြီးဇန်နဲ့မန္တမသုံးယောက်ကလည်းဒံယံယူနဲ့ကျန်းပြေပေါ်မှာအတုံယုံလဲကြကုန်ပါတော့တယ်တိုက်ခတ်မှုတွေပြေဆုံးသွားပြီးနောက်မှာတော့မန္တမကြီးလည်းသူ့ရဲ့လောရက်တီကိုပြန်လဲသုံးသပ်မိနေကြပြီး ရေချဲလေတမိုင်းဒီကောကောင်းဆံမို့တဲ့တောင်းမလာရင်အခုကိစ္စမှာလေတမကိုရိုင်းပဲစတိရောက်မယ်လို့ဆွန်လာခဲ့ပါတယ်။ဒါပေမဲ့ဂျာရင်နဲ့အက်ရှလီတို့လည်းသူတို့ကိုတည်ဆုံခွင့်ပေးစင်လို့ကြောင်းပြောလာကြပြန်ပြီ။နွာကလည်းသူတို့မနမာရီကိုဘယ်သူမှတည်ဆုံပေးစင်အောင်မလုပ်ကြောင်းနဲ့သူတို့အာလွန်ပါမီဘောအဆုံးသတ်ပေးလိုက်မယ်လို့ပြောလာပါတယ်။တနေ့မှနမာရီလည်းနွာရဲ့အကြံကိုတမတို့လိုက်ကြပြီ။ပရမောက်ဆောင်အနေနဲ့အက်ရှလီရဲ့တန်ရာကုသပေးဖို့ကြိုးစားကြရပါတယ်။အချိန်ကြာလာကြမတင်ငါဖြစ်လာတဲ့ပေါ်လေအဖို့ဖြစ်သူတွန်နဲ့အိမ်နှောင်းလာပြီးစံပြပေါ်အက်ရှလီရဲ့ယုံလောင်းကိုမြင်လိုက်ရပါတယ်။ ဲ့ဒီချိန်မှာပဲအခြားသောမန္တမတွေလည်းထွက်လာကြပြီးတော့လေသူတို့ရဲ့လက်နေတွေကိုစစ်ဆေးကြည့်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲ X-ray ကတွန်ရုတ်တရက်ဝင်ရောက်တိုက်ခတ်လာပြီးကျန်တဲ့မန္တမတွေလည်းဟွက်ထားတဲ့လက်နေတွေဆွဲထုတ်ရင်းပေါင်းနေတွန်ဒစကန်အဖြစ်ဖမ်းဆီးလိုက်ကြပါတယ်ကျန်တဲ့ဒီကိုစီရင်ဝန်ထမ်းတွေလည်းလက်နေချလိုက်ကြရပြီးကံမကောင်းခဲ့တဲ့ X-ray ကတော့ဒဏ်ရာပြင်းထန်တာကြောင့်သေဆုံးသွားခဲ့ပါတယ်ပေါ်ကရုန်းကန်နေရကြအကြားရဲနဲ့တနေ့တလန့်နဲ့သူ့ကိုထူထောင်ပြစ်လိုက်ပြီးပေါ်လေတတိမိသွားခဲ့ပါတော့တယ်တတိပြန်လာချိန်မှာတော့သူ့ကိုထန်ကုန်မှာကျုပ်တုတ်ထားပြီးစေဖေးတပြတ်ဖို့အစင်တစ်ဖြစ်နေရန်တွေးလိုက်ရပါတယ် ပေါ့လေသူတို့ကဒီယိုစင်ရဲ့အရာရှိတွေကိုတပ်ဖြတ်ခင်နိုင်ငံတကာသူတို့ရဲ့သားသမီးတွေကိုပါဖမ်းဆီးအရေးယူလိမ့်မယ်လို့ပြောလာပါတယ်။ဒါပေမဲ့သူတို့ကတော့ voice ကောင်အရေးမလုပ်ကြတာကြောင့်ပေါ့လေဒေါင်းကအခုချိန်မှာဒီယိုစင်ရဲ့ရန်ချုပ်ကုံရောက်နေကြတဲ့တကယ်လို့သူ့ကိုလှုပ်ပေးဒေါင်းရောသူတို့မောင်နှမတွေရောဒီ program ကလုံမြအောင်ဖန်တီးပေးမယ်လို့ကမ်းလှမ်းလာပြန်ပါတယ်။အဲဒီနောက်မှာတော့စကားကလည်းနောက်ထပ်ရန်နေငယ်အကြောင်းကိုပြသလာပြီ။နွာကဂီတဖြုတ်ပေးပဲတခုမှ piano တီးနေတယ်လို့ဒေါင်းပါဝင်သူ့ရဲ့မိသားစုဝင်တွေကလည်းပရိသတ်တွေဖြစ်ကောင်းရစွာကြည့်ရှုနေကြပါတယ်။ တကယ်တော့သူတို့ကဘောရဲ့ကံလက်မှုကိုလက်ခံခဲ့ကြတာဖြစ်ပြီးအပင်းယူလုံရင်လျှောက်လာတဲ့ပေါ်ကလည်း green နဲ့ sl ကိုသတိခံသူတွေအဖြစ်လိန်လန်ဇလန်းစိန်ဖန်တီးပေးခဲ့ရပဲဖြစ်ပါတယ်